ားလုံးမဲမင်္ဂလာပါရှင်24နှစ်အတွင်းထူခြားတဲ့ပြည်ရင်းပြည်ပါစေဝန်ဆောင်ဖရဲတဲ့တင်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမတို့မြင့်တီကူပါနိုင်ငံတော်ဝန်မှလိုင်စင်မဲ့ကားဆိုင်ငယ်ဖန်စီမှုအချိန်မြင့်လှူဆောင်နေတဲ့တဲ့င်အာဖရိကနိုင်ငံများဖွံ့ဖြိုးရေးအတွက်ဘေဂိတ်ဒေါ်လာဘီလီယံ200လုံးမဲ့တဲ့င်ယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့်ရုရှားရဲ့ဆွမ်းဆောင်ရည်မြေလေးများပျက်စီးခဲ့တဲ့တဲ့င် ပဲလစ်အတဲ့ယူပါလိပြန်ပွဲမှာထုတ်ပဲခရပွဲရှိနေတဲ့တင်ပါဝင်အစားရှိတဲ့ပြည်ရင်းပြည်ပါစေဝန်စားဖွဲ့ရတဲ့နေကိုတင်ဆက်ပေးသွားမှာပါအထမဆုံးအနေနဲ့ပြည်ဝင်တဲ့တပုတ်ကိုတင်ဆက်ပေးကြပါရစေ။နိုင်ငံတော်ဝန်မှလိုင်းစင်မဲ့ကဆိုင်ငယ်ဖန်စီမှုအရှိန်မြှင့်လှောက်ဆောင်နေပါရစေ။ဒီကနေ့ကတော့မြန်သူတို့ကပေးပို့လာတာပါ။ ဇွန်လတရက်နေ့ကစပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့လိုင်စင်မဲ့ကလိုင်စင်မဲ့ဆိုင်ကယ်တွေကိုဖန်ဆီးရေးယူမှုတွေအချိန်မြင့်လှုပ်ဆောင်နေပါတယ်။ရန်ကုန်တိုင်းမှာဆိုရင်လျှက်စစ်ဆိုင်ကယ်လျှက်စစ်စပိန်တွေဆိုင်ကယ်ပြည်တွဲတွေကိုပါစိတ်ဝင်မရှိကြောင်းလိုင်းလံအတီးပေးထားပြီးစိတ်နှစ်နာအတွေ့ရှိပါကဖန်ဆီးရေးယူနေရဖြစ်တယ်လို့ဒေသခံတွေစီကနေသိရပါတယ်။လိုင်စင်မဲ့ကနဲ့လိုင်စင်မဲ့ဆိုင်ကယ်တွေဖန်ဆီးမှုကိုမြို့နယ်ရှုမှာမေလကောင်လောက်ကလေးကစတင်ဖန်ဆီးရေးယူမှုရှိနေပြီးဒေသတရှုမှာတော့ဇွန်လတရက်နေ့မှာစတ ထည်ဖန်ဆီးရေးယူမဲ့အကြောင်းကိုလိုက်လံသတိပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။လိုင်စင်မဲ့ဆိုင်ကနေကစီးနေမှုကြောင့်နိုင်ငံတော်အနေနဲ့အခွန်အခါပဲညှိနှိုင်းမှုရှိတဲ့အပြင်လုံခြုံရေးဆိုင်ရာကိစ္စရပ်မှာလည်းအခက်အခဲတွေဖြစ်ပေါ်နိုင်တဲ့အတွက်အရေးယူဖို့အတွက်ညွှန်ကြားခဲ့တာဖြစ်တယ်လို့သိရပါတယ်။လိုင်စင်မဲ့ကားတွေဖန်ဆီးမှုနဲ့အတူမန္တလေးတိုင်းမှာဒီနေ့ကစပြီးကားဘင်းခွန်တော်ကိုလည်းနှစ်ဆတုံးမြောက်ခန့်နေဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးနိုင်ငံတကာဒင်းသဘောကိုတင်ဆက်ပေးကြပါမယ်။ အာဖရိကနိုင်ငံများဖွံ့ဖြိုးရေးအတွက်ဘီဂိတ်ဒေါ်လာဘီလီယံ200လုံးမယ်လို့သိရပါတယ်။ဒီတင်ကတော့ငင်းကြောင်ဝါပြပူလာတာပါ။ကမ္ဘာ့ရန်သားဆုံးဘီလီယံနာတုံးဖြစ်တဲ့ Microsoft တည်ထောင်သူ Bill Gates ဟာအာဖရိကနိုင်ငံတွေဖွံ့ဖြိုးတိုးတက်ရေးအတွက် American Dollar ဘီလီယံ200အသုံးပြုသွားမယ်လို့သိရပါတယ်။ အသက်69နှစ်အရွယ်ရှိဖြစ်တဲ့ဘေကိဟာသူ့ရဲ့ရှမ်းသာကြွယ်မှုအားလုံးကို2045ခုနှစ်နောက်ဆုံးထားပြီး Pride တလုပ်ငန်းတွေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းစုတွေမှာအကုန်လုံးအသက်ပြုသွားမယ်လို့ပြောကြားထားသူလည်းဖြစ်ပါတယ်။ ဘေဂိတ်ဟာအာဖရိကနိုင်ငံတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းစဉ်တွေနဲ့ပညာရေးဆိုင်ရာလုပ်ငန်းစဉ်တွေဖွံ့ဖြိုးတိုးတက်ဖို့အတွက်အမေရိကန်ဒေါ်လာဘီလီယံ200အထိအသုံးပြုသွားမှာဖြစ်ပါတယ်။ဘေဂိတ်တည်ထောင်ထားတဲ့ Gates Foundation ဟာပြီးခဲ့တဲ့ဆယ်စုနှစ်တခုအတွင်းမှာကမ္ဘာပေါ်မှာငွေကြေးများဆုံးအသုံးပြုပြီးပရဟိတလုပ်ငန်းစဉ်တွေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းစဉ်တွေမှာပါဝင်ခဲ့တဲ့ Foundation ဖြစ်တယ်လို့လည်းသိရပါတယ်။နောက်ထပ်နိုင်ငံတကာတင်းသဘောကိုတင်ဆက်ပေးကြပါမယ်။ ယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့်ရုရှားရဲ့ဆော့ဆော့ရဲမြေလေးမြတ်တက်စီခဲ့ပါတယ်။ဒီတင်ကိုတော့ငင်းကြောင်ဝါပြပူလာတာပါ။ယူကရိန်းနိုင်ငံကကာလာချီစီစဉ်တိုက်ခိုက်ခဲ့တိုက်ခိုက်မှုတစ်ခုကြောင့်ရုရှားနိုင်ငံကဆော့ဆော့ရဲမြေတိုက်ခိုက်လေရင်တွေပျက်စီးဆုံးရှုံးခဲ့ရလို့သိရပါတယ်။ ယူကရိန်းနိုင်ငံဟာရုရှားစစ်တပ်ရဲ့အဓိကကျတဲ့တင်းတပ်စခန်းတစ်ခုကိုဒရုန်းနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ခိုက်မှုကြောင့်ရုရှားလက်တံမှာတုံ့ပြနေတဲ့စစ်ဆောင်ရေးမြင့်တိုက်ခိုက်လေယာဉ်တွေဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ပျက်စီးဆုံးရှုံးသွားတဲ့လေယာဉ်တွေထဲမှာ TU-95 လိုခီးရှင်မောင်းနဲ့တိုက်ခိုက်နိုင်တဲ့ဘုံကျဲလေယာဉ်တွေ ကျူတာဒီဖိုင်လို့နောက်ဆုံးမျိုးဆက်တိုက်လေရင်းနေလေပါဝင်ခဲ့လို့သိရပါတယ်။တိုက်ခိုက်မှုကိုယူကရိန်းထောက်လန်းရေးဖွဲ့ကတနင်္ဂနွေကြာအချိန်ယူစီစဉ်ခဲ့တာဖြစ်ပြီးရုရှားနိုင်ငံလေးကိုလက်ဝဲဝင်ရောက်ပြီးစူးစီးနေထိုင်နေနေရတခုဖန်တီးပြီးမှလေတပ်စကန်ကိုဒရုန်းနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုကို1942ခုနှစ်ဒီဇင်ဘာလကဂျပန်တွေကအမေရိကန်စစ်အခြေစိုက်စကန်တခုဖြစ်တဲ့ပလဲစကန်ကိုတိုက်ခိုက်ခဲ့မှုလိုမျိုးဖြစ်တယ်လို့တုံ့တက်မှုတွေလည်းထပ်ပေါ်လာခဲ့ပါတယ်။ဆက်လက်ပြီးအာခစားလင်းတဲ့ပုံကိုလည်းလက်ခံရရှိထားပါသေးတယ်။ ပဲလစ်အသင်းယူပါလိပြန်ပွဲမှာထုတ်ပယ်ခရီးဝယ်ရှိနေပါတယ်။သတင်းကိုတော့ညင်းချောင်းဝါပြပူလာတာပါ။ပဲလစ်အသင်းဟာဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့အသင်းပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့စီမင်းတွေကြောင့်ယူပါလိပြိုင်ပွဲဝင်ရောက်ရှင်ပြန်ကိုရုပ်သိမ်းခံရပြီးထုတ်ပယ်ခံရပွဲရှိနေရပါပဲလစ်အသင်းမှာရှယ်ယာများစုပိုင်ဆိုင်တာတူဖြစ်တဲ့ဂျူဒက်စတာဟာယူပါလိပြိုင်ပွဲဝင်ရောက်ရှင်ပြန်ကိုရထားတဲ့လာယော်အသင်းမှာလည်းရှယ်ယာများစုပိုင်ဆိုင်တာသူဖြစ်တာကြောင့်ပဲလစ်အသင်းဟာယူပါလိပြိုင်ပွဲဝင်ရောက်ရှင်ပြန်ကိုရုပ်သိမ်းခံရပွဲရှိနေရဖြစ်ပါတယ် ဥရောပဘောလုံးဖွဲ့ချုပ်ရဲ့စီးမြင့်တွေရပြန်ပွဲတစ်ခုအတွင်းမှာလူတအူးဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုက ရှယ်ယာတွေပိုင်ဆိုင်ထားတဲ့ကလပ်တစ်ခုထပ်ပို့ပြီးဝင်ရောက်ရှင်များကမပြုတ်ဘူးလို့သတ်မှတ်ထားသလိုဝင်ခွင့်ရခဲ့ရင်လျှင်စင်ရက်တီမှုနိုင်တဲ့အတင်းကိုပြန်ပွဲဝင်ရောက်ရှင်များကိုရုပ်သိမ်းမယ်လို့သတ်မှတ်ထားတာကြောင့်ပယ်လီစာယူပါလိပြန်ပွဲကလည်းထုတ်ဖွဲ့ခံရပွဲရှိနေတာဖြစ်ပါတယ် ပဲလစ်အတင်းအားအဖေဘလာရှမ်ပီယံဖြစ်ပြီးယူပါလိဝင်ခွင့်ရခဲ့တာဖြစ်ပြီးပြည်နယ်လီမှာအဆင့်ရှောက်နေရာရခဲ့လာရုံအတင်းကပဲလစ်အတင်းထက်လျှက်တည်မှုအဆင့်မြင့်ခဲ့လို့လည်းသိရပါဗျ။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှိရဲ့24နိုင်နေတဲ့သတင်းတွေပဲဖြစ်ပါတယ်။တချို့အပိတ်ကြပြည်သက်များအားလုံးကျမ်းမာရှင်လန်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။